ပြည်ပရောက်နေတဲ့သူတွေအားလုံးအတွက်မင်းအောင်နိုင်ကနောက်ထပ်တစ်ဆင့်ရုံမှာဖို့ခဏပြန်ပြီးအဲ့ဒါကတော့ပြည်ပရောက်နေတဲ့သူတွေကအိမ်ကိုငွေလွှဲကြတဲ့နေရာမှာဟွန်ဒီနဲ့လွှဲနေတယ်ဟွန်ဒီနဲ့နီးစပ်ရငွေလွှဲရရနေတော့လွှဲနေတယ်တော့ဒါကဥပဒေကြောင်းရပြောမလို့တရားမဝင်ဘူးပေါ့အဲ့တော့သူတို့တတ်မှတ်ထားတဲ့ဗန်ဒီကနေလွှဲရအောင်အဲ့တော့ဘာဖြစ်လို့ပြည်ပရောက်တွေကဟွန်ဒီနဲ့လွှဲလဲဆိုတော့တဘောမြန်မာအနေထိုင်းတပ်ငွေ 800ကိုကိုနီနဲ့လွှဲလို့ရှိရင်မြန်မာငွေသသိန်းရပြီသူတို့တက်မှတ်ထားတဲ့ငွေလွှဲပံကနေလွှဲမဲ့ဆို800 800 300လောက်ကျအောင်အဲ့တော့ဒါပုံမှန်လေးကျွန်တော်ပြောပြတယ်နော်အဲ့တော့ဒီဘက်ရောက်တဲ့အနေနဲ့ကတော့သူများနိုင်ငံမှာတနအီဆိုတနအီရဘုဘဝလို့ယင်ခန္ဓာကိုရင်းပြီးတော့မလုပ်ကကျွန်တော်အလုပ်လုပ်ကတာအဲ့ဒီရရတဲ့ပတ်စံဘန်းငွေ30လေးတန်ဖိုးရှိတယ်ငါးချက်လည်းတန်ဖိုးရှိတယ် ်ပြည်ပမှာနေတယ်ဆိုတာပတ်စံမရှိရေတောင်လကားတောက်လို့မရဘူးเนาะအဲ့တော့ပြည်ပမှာနေတဲ့သူအတွက်ကအချိန်တိုင်းဟာငွေလိုအပ်နေတာငါးချက်30လဲအဲ့ဒီသူတွေဘဝအတွက်တန်ဖိုးရှိတာပဲကိုယ်ပြည်တွင်းမှာကပြဿနာမရှိဘူးရွာတွေမှာနေတယ်တောက်ရည်ဆိုတာရေတွင်းထဲကခတ်တောက်လို့ရတယ်ပြည်ပမှာနေရေတွင်းထဲကခတ်တောက်လို့မရဘူးเนาะကျွန်တော်လက်စစ်မီမတုံးဆွဲပဲမရဘူးဒါအခြေခံလိုအပ်ချက်တွေအဲ့တော့အဲ့ဒါကိုအခုမင်းအောင်လည်းကဘာလို့ဆိုတော့နိုင်ငံခြားငွေသူတို့သားလိုနေတယ် ။ဘာဖြစ်လို့နိုင်ငံခြားငွေလိုတာလဲ။အာလုံးတိတဲ့အတိုင်းအခုဝေယကဆိုရင်ဟိုမှာ husky ထုတ်ပြတယ်မှာဒါမျိုးပေါ့စစ်လက်နက်ပစ္စည်းတွေအလေရင်တွေစသဖြင့်ပြည်သူကိုဘုံကျဲတပ်ဖြတ်အကြမ်းဖက်ဖို့လိုအပ်တဲ့ဒီခဲယမ်းတွေလက်နက်တွေကုန်ကြမ်းတွေကုန်ချောတွေရဟယင်တွေရင်ရမ်းနေရတွေဒါတွေအားလုံးကိုပြပနေဝယ်ရတာမြန်မာကျပ်ငွေနဲ့ဝယ်ရတာမဟုတ်တဲ့တွေဒီပြပငွေနိုင်ငံခြားငွေလိုတဲ့အတွက်ပြပရောက်တွေကိုတနည်းတစ်ပုံပြဿနာရှာတာအဲ့ဒီလူတွေကိုဟွန်ဒီနဲ့ငွေလွှဲမဲ့ဆိုဖမ်းမယ်စီးမယ် ပတ်စဖို့တွေတက်တန်းမတိုးပေးတာစတဲ့ဖြင့်ဒါတွေလောက်မယ်ဆိုပြီးတော့အခုပြည်သူတွေကိုပြည်ပရောက်နေတဲ့ပြည်တန်းကိုချိမ့်ချောက်လာတာအဲ့တော့နိုင်ငံရေးငါတို့နဲ့မဆိုင်ဘူးကိုလုံးမကိုစားရတာဆိုတဲ့ဒူတွေအတွေ့ကြည့်ပါဟိုရက်ကတည်းကကျွန်တော်ပြောရအောင်နော်မင်းသားမင်းသမီးတွေကိုဖမ်းပြီးဒုက္ခပေးနေတယ်အဲ့တော့လက်ရှိသူတို့ဒုက္ခပေးနေတဲ့ဖွေးဖွေးတီဦးတွေမှာရုပ်ရှင်ရိုက်နေတာကိုရန်ကုန်ကနေသွားပြီးရဲတွေသွားဖမ်းလာတယ်ရှင်းသွင်းဖမ်းလာတာဖမ်းလာပြီးတော့ရန်ကုန်ကိုခေါ်လာပြီးတော့သူတို့မင်းကျင်တာမင်းစမ်းကျင်တာစမ်းပြီးရင်ခံဝင်ကြတိထိုးပြီး သူတို့ရဲ့ဝါဒဖြန့်မဲ့ဒီအတုအယောင်ရွေးကောက်ပွဲမှာပါဝင်မှမယ်ဆိုဂတိပေးမှလက်မှတ်ထိုးပြီးပြန်လှုပ်ပေးလိုက်တာဆိုတော့အဲ့ဒါတွေကကိုယ့်အလုပ်ကိုလုပ်နေတာမဟုတ်ဘူးလားအဲ့ကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးဆိုတာကိုယ့်အရေးပဲလူတိုင်းနဲ့တက်ဆိုင်တယ်ဆိုတာဒါကိုပြောတာကိုယ်လုံးမှကိုစားရတာဆိုရင်အဲ့ဒီအမှုပညာရှင်တွေကသူတို့စားဖို့တည်းသူတို့လုပ်နေတာပဲသူတို့အလုပ်ကိုသူတို့လုပ်နေတာဒါပေမဲ့ဒီလိုအာဏာယူတဲ့တက်ပြီးတော့တိုင်းပြည်ကိုဒါမအောင်ချုပ်ခွင့်မရသေးဘူးနော်ဒီကောင်တွေတိုင်းပြည်ကိုအောင်ချုပ်ခွင့်မရသေးဘူးလှုပ်နေတဲ့အစင်မရှိသေးတာအောင်မှာ ဒီလောက်ဒုက္ခပေးမယ်ဆိုရင်သူတို့လက်ထဲအာဏာအပြည့်အဝရောက်ဝိုင်းရင်တိုင်းပြည်ဟာဘယ်လိုဖြစ်မှာလဲစဉ်းစားကြည့်နောက်အခုဒီမှာဒီပိုင်းရောက်တွေကိုလေပင်းညစ်မဲ့အရင်လေးကျွန်တော်ဖတ်ပြပါမယ်အချမ်းမဲ့စစ်တပ်ကလိုအပ်နေတဲ့နိုင်ငံငွေမရရှိမှုအတွက်ဟွန်ဒီဖြင့်ငွေလွှမ်းနေတော့ဒီပိုင်းရောက်မြန်မာနိုင်ငံသားများနဲ့အေဂျင်စီများကိုအေးအေးယူရန်ညွှန်ကြားထားကြောင်းဒီပိုင်းလောက်ကန်အေဂျင်စီအတိုင်းဝိုင်းထံမှစုံစမ်းသိရှိရတယ်ဒီပိုင်းရောက်လောက်ကလာစားနိုင်ငံငွေများကိုတရားမဝင်ငွေလွှဲလန်းကြောင်းဖြစ်သည့်ဟွန်နေကြီးလွှဲနေတော့မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်တက်တန်းတိုးမပေးခြင်းပြည်ပထွက်ခွင့်ပိတ်ခြင်းအပါအဝင်အရေးယူမှုများဆောင်ရွက်နေပြီးအခြားတစ်ဖက်တွင်လည်းအလောက်တမားဆေလွတ်ခဲ့တော့ပြည်ပအလောက်ကိုင်အေဂျင်စီများကိုလည်းလိုင်စင်ပိတ်သိမ်းအရေးယူမှုများလှုပ်ဆောင်နေကြောင်းသိရှိရသည်အကြမ်းဖက်စစ်တပ်ကလိုအပ်နေတဲ့နိုင်ငံသားငွေရရှိရေးအတွက်ပြည်ပရောက်မြန်မာအလောက်တမားများထံမှလောက်ခလာဆောင်များပုံမှုဝင်ရောက်ရရှိလာရေးစစ်တပ်ကကော်မတီဖွဲ့စည်းပြီးကြီးကြပ်ဆောင်ရွက်နေကြောင်းစစ်တပ်ထုတ်ပြန်တဲ့ပြန်နှံ့အရာသိရှိရသည် ဒီဘက်ရောက်မြန်မာနိုင်ငံသားများတာမှလောကလဆောင်များပုံမုံဝင်ရောက်စေရင်အတွက်စက်မှတ်ဆောင်ရွက်ရန်စစ်တပ်ကဒီဘက်ရောက်မြန်မာနိုင်ငံသားများဤလောကလဆောင်များပုံမုံဝင်ရောက်စေရင်ကြီးကြပ်ကော်မတီကိုအဖွဲ့ဝင်73ဖြင့်ယခုနှစ်ဩဂတ်လ23ရက်နေ့တွင်ဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်ဒီဘက်ရောက်မြန်မာနိုင်ငံသားများဤလောကလဆောင်များပုံမုံဝင်ရောက်စေရင်ကြီးကြပ်မှုကော်မတီတွင် အကောက်ခုံဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဥက္ကဋ္ဌအဖြစ်၎င်းစစ်တပ်ရဲစစ်ထောက်လှမ်းရေးစသုံးလုံးဗဟိုဘဏ်နှင့် အလုံတမဝင်ကြီးဌာနအပါဝင်ဝင်ကြီးဌာနဘောင်းဆောင်မှညွှန်ကြားရေးမှူးများညွှန်ကြားရေးမှူးချုပ်များဒုညွှန်ကြားရေးမှူးချုပ်များကအဖွဲ့ဝင်များအဖြစ်ပါဝင်ကြကြောင်းသိရှိရသည်ဆိုပါကော်မတီကပြပရှိအလုံတမများဌာနမှလောက်ခလန်းစာဝင်ငွေများကိုပြည်တွင်းတို့ပြန်လည်လွှဲပြောင်းပေးရတွင်တရားမဝင်ငွေလွှဲလမ်းကြောင်းကိုအတုံးမပြုတ်ပဲတရားဝင်ဗန်လမ်းကြောင်းမှလွှဲပို့စေရေးလောကလန်းစာများပုံမဝင်ရောက်လာစေရေးအတွက်တန်ယုံစစ်တန်ယုံနှင့် ကောင်စစ်ဝင်ရုံများမှကစစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားထားသည်ဒီဘက်ရောက်မြန်မာနိုင်ငံနာမည်အနေဖြင့်လဆာဤအနည်းဆုံး25ရာခိုင်နှုန်းကိုပြည်တွင်းရှိမိသားစုထံသို့ပြန်လည်လွှဲပြောင်းရေးအတွက်အလုံတမဆေလွတ်ခဲ့သောအေဂျင်စီများကတာဝန်ခံဆောင်ရွက်ရမည်ဖြစ်ကြောင်းယင်းတို့ဆောင်ရွက်ရာတွင်ဒီဘက်တို့ဗဟိုဗန်၏ခွင့်ပြုချက်ဖြင့်လိုင်စင်ရကုမ္ပဏီများနှင့်ဘဏ်စနစ်ချိတ်ဆက်၍ငွေလွှဲလုပ်ငန်းများဆောင်ရွက်ရန်ညွှန်ကြားထားသည်ရင်းပြင်ဒီဘက်ရောက်မြန်မာနိုင်ငံနာမည်အနေဖြင့်တရားမဝင်လမ်းကြောင်းမှငွေလွှဲ ပြောင်းမှုများကိုအရေးယူရန်နှင့်ရင်းတို့ဆောင်ရွက်နေသည့်အေဂျင်စီများကိုအရေးယူဆောင်ရွက်ရန်ညွှန်ကြားထားသည်အခုလောက်ဓမ္မအေဂျင်စီတွေအနေနဲ့ပြည်ပရောက်မြန်မာလောက်ဓမ္မဆွေစီကလောကနာစာ25ရာခိုင်နှုန်းဝင်ရောက်အောင်မလုံနိုင် အေဂျင်စီ ပိတ်သိမ်းခံရတာတွေအရေးယူခံရတာတွေအများကြီးရှိနေတယ်။လိုင်စင်ပိတ်သိမ်းခံရတဲ့အေဂျင်စီတွေတော်တော်များတယ်ပြည်ပရောက်အလုပ်ဓမ္မတွေကို25ရာခိုင်နှုန်း ပြည်ရင်းပြန်လွှဲပါဆိုပြီးပြောဖို့ကလည်းတော်တော်ကိုခက်ပါလေဟုတ်ရန်ကုန်ခြေဆက်ဒီဘလောက်ကအေဂျင်စီလုပ်ငန်းရှင်တို့ကပြောပါတယ်။ကဲဒါကတော့အားလုံးကြားတဲ့အတိုင်းအဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာကခင်ဗျားတို့ပြည်သူအစိုးရလက်ထက်မှာအဲ့ဒီအေဂျင်စီတွေအနေနဲ့အခုလိုမထင်မထင်သလိုဒုက္ခပေးတာကိုခံခဲ့ရဘူးလားအေဂျင်စွာနဲ့ကိုယ့်အလုပ်ကိုကိုလုပ်ခွင့်ရခဲ့ကြလားအဲ့ဒါအဖြေပဲ။နော်အဲ့ဒါအဖြေပဲ။အခုပထမအခွန်ဆိုပြီးတော့ကြက်မှတ်တယ် နော်သူတို့အခွန်ရအောင်စုတယ်အတန်ယုံတဲ့ကိစ္စနဲ့အလုပ်ကိစ္စနဲ့ဆိုဘာပဲလုပ်လို့အခွန်ဆောင်ထားတဲ့ပြည်သားပြနိုင်မှဆိုတဲ့ဟာမျိုးတွေနဲ့ချက်တယ်တရစ်ဒါတရစ်ချက်တာအခုတခါပါလာတယ်လုံခနှစာတွေလွှဲတဲ့နေရာမှာသူတို့ရဲ့ဘန်ကနေလွှဲဖို့နောက်ထပ်တရစ်ထက်ချက်လာတယ်အဲ့တော့နိုင်ငံရေးဆိုတာကျွန်တော်တို့အော်နေတာစောင့်ရင်းကက်ခံပြီးအော်နေတာအလကားအော်နေတာမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်ဟာဘလောက်ထိမိုးမောင်ကျနေပြီလဲငါတို့နိုင်ငံရေးမလုပ်ပါဘူးလို့ဘေးထိုင်နေတယ်မလွတ်တော့ဘူး ဒါကြောင့်မလို့ဆုံးဖြတ်ကြပါကိုနိုင်တဲ့နေရာကခက်မြန်မြန်ပွဲပြအောင်လုပ်ပါအဲတခုရှိတယ်ကိုကဒီလိုမျိုးအာနာယူတွေအုပ်ချုပ်မှုအောက်မှာပဲလက်စင်းခံနိုင်တာဒါဆိုရင်တော့နေပါကြိုက်တယ်လို့အငါတို့ကတော့မတရားတာပြုကျင်တဲ့ခံမဲ့ကွာတရားတာပြုကျင်တဲ့ခံမဲ့ကွာဘာပဲလုပ်လို့ငြိမ်ခံမဲ့ဆိုရင်တော့လေဒါကတော့ကိုယ့်ရဲ့တဘောပေါ့ဟုတ်တယ်နော်ကျွန်တော်တို့ကတော့ခင်ဗျားပြောသလိုဒေါ်အောင်ဆန်းစုကြည်ကိုကိုတိုင်လာပြီးအဲ့ဒါလို့မတရားတာလာလို့ရလေကျွန်တော်လက်ခံမှာမဟုတ်ဘူးနိုင်ငံတစ်ခုကမှန်တယ် ဒါဥပဒေကြောင်းရပြောမှဆိုရင်ဒီစစ်တပ်ထောက်ခံတဲ့ကောင်တွေနေပြောတာမကြည့်နေဒါဥပဒေကြောင်းရလှုပ်တာဒါမှန်ကန်တဲ့သူတို့ပဲလှုပ်ကမှာဟုတ်ပါတယ်ဥပဒေကြောင်းရမှန်ကန်တဲ့သူတို့ပဲလှုပ်ကတယ်ဆိုပေမဲ့လက်ရှိကျွန်တော်တို့နိုင်ငံရဲ့အခြေအနေတီပတ်ကိုထွက်လို့တီပတ်မှာအလုပ်လုပ်လို့ဘာတွေအာမခံချက်ပေးထားတယ်ဒီတိုင်းကိုလမ်းကြောင်းတဲ့ကိုလာတဲ့လူတွေမပြောနဲ့ MOU နဲ့လာတဲ့လူတွေကိုအဲ့ဒီမင်းအောင်လိုင်းဘာတစ်ခုထောက်ခံပေးထားတယ်ဘာတစ်ခုအာမခံချက်ပေးထားတယ်ဘာတစ်ခုလိုက်ကူညီပြင်ရှင်းမှုတယ် တီပတ်ရောက်နေတဲ့မြန်မာနိုင်ငံသားတွေဒုက္ခရောက်နေတာကိုဘာတွေအခက်အခဲတွေကူညီဖြည့်ရှင်းပေးထားတယ်အဲ့လိုလိုက်ကူညီတဲ့เนาะတီပတ်မှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေရဲ့နော်လောက်ကလာစားမရမှုတွေခွဲခြားဆက်ဆံခံရမှုတွေလူ့ခွင့်ရေးဖိနှိပ်မှုတွေစသဖြင့်ဒါတွေအားလုံးကိုသူတို့အနေနဲ့လိုက်ပါကူညီဖြည့်ရှင်းနေလို့အခုလိုမျိုးကြက်မှတ်လာတယ်ဆိုရင်ကျွန်တော်တို့အပြစ်မပြောဘူးဒါကျွန်တော်ပုံမှန်လေးနဲ့ပြောတာအခုဟာကတီပတ်ရောက်နေတဲ့နိုင်ငံသားတွေကိုဘယ်နေရာကနေလေဘေးတက်ညစ်ပြီးတော့ ထွက်တဲ့ရှာကိုစွတ်ထုတ်မလဲလောက်ပဲချောင်းနေတဲ့ကောင်တွေကိုကျွန်တော်တို့ကနိုင်ငံရဲ့အစိုးရပါလို့အတိမတ်ပြုပေးရမှာလားစဉ်းစားကြည့်ကြဒါကြောင့်မလို့တော့တီတူညီဖို့ပဲလို့เนาะအခွန်အခွန်ဆောင်ခိုင်းတယ်တယောက်နှစ်ယောက်တွားလုပ်တယ်ပတ်စပို့တွားလဲတယ်အခွန်မဆောင်လို့မရအောင်ဆောင်ရတယ်ခွန်းတနိုင်ကန်လုံးဒီအခုထိုင်းရောက်နေတဲ့သူအားလုံးပတ်စပို့မလုပ်ဘူးပြအကုန်ဒူနေဖမ်းရင်ဖမ်းဆိုတဲ့ဟာမျိုးနဲ့အကုန်လူညီကြည့်ထိုင်းဆိုရရောအဲ့တန်းတဲ့ချီတဲ့လူကိုဖမ်းမလား တနည်းတစ်ပုံပြောင်းလဲမှုဆိုတာဖြစ်လာမှာပဲဒါပေမဲ့ကျွန်တော်တို့နိုင်ငံသားတွေကညီလာမညီပါဘူးအရှိတယောက်ကလုံနေလို့ဒီလုံနေတဲ့လူကိုနောက်ဆုံးဟိုမကူညီတဲ့အပြင်ဘယ်နေရာကထိုးချရမလဲလောက်ပဲတယောက်နဲ့တယောက်ချောင်းနေတဲ့လူတွေအများကြီးရှိတယ်ပြပမှာရောက်နေတဲ့အလုံးတမကူညီအဖွဲ့စည်းတွေအမှန်တကယ်ဆိုတစ်ဖွဲ့အဖွဲ့တစ်ခုနဲ့အဖွဲ့စည်းတော့မယ်ညီညွတ်ကမယ်တယောက်နဲ့တယောက်ဝိုင်းပြီးတော့ကူညီပေးရမယ်ဒါပေမဲ့အလုံးတမကူညီအဖွဲ့ချင်းနဲ့မတက်ရဘူးထောက်ဖို့ချင်းချင်းလည်းမတက်ကြဘူးကိုယ်တာမန်ပြည်သူအရက်သူ စက်ရုံမှာအတူတူလောက်ကြလဲမတက်ကြဘူးအဲစက်ရုံမှာရှမ်းစကားနဲ့နဲ့တက်တက်ကောင်ကဒါထိုင်းမှာဆိုရင်ပြောတာနော်အခြားနိုင်ငံတွေရဲ့သွားကြည့်အဲ့ဒီတိုင်းပဲမိငင်ပါအဲ့ဒီနိုင်ငံရဲ့စကားကိုနည်းနည်းတက်တက်တူကဘာလို့မတက်တက်တူတွေလူဘဝတယ်။အော်ငါကတော့စကားပြောတတ်တယ်။ဒါတို့တွေမတက်ဘူးလားငါကူညီပေးမယ်။တို့စိတ်မရှိဘူး။အဲအဲထိုင်းစကားနည်းနည်းပြောတတ်ဝိုင်းထိုင်းလို့ပြောတယ်။ကိုယ်မြန်မာပြည်သားချင်းချင်းလက်ပင်းသေးတယ်။ဟောထိုင်းနေလာဆိုင်ရဲ့အဲငိတ်ခန့်နေ။ဆိုတော့ဒါမျိုးတွေကကျွန်တော်တို့နိုင်ငံဒါတိုင်းမှာရှိတယ်။မလေးရှားမှာလည်းသွားကြည့်ဒီတိုင်းပဲ။ ကိုရီးယားဂျပန်မှာလည်းသွားကြည့်ဒီတိုင်းပဲစကားကျွမ်းကျင်တဲ့လူကမကျွမ်းကျင်တဲ့လူကိုနှိမ်မယ်ဖိမယ်ဒီနေ့မှအလုပ်ဝင်လာတဲ့လူကိုပထမအလုပ်ဝင်လာတဲ့စီနီယာကနှိမ်မယ်ဖိမယ်ကုညီခြင်းနဲ့ဖေးမှန်ခြင်းနဲ့စိတ်သက်ကျွန်တော်တို့တွေကြောက်နေတယ်မရှိဘူးဟိုအားလုံးတော့ပြောတာမဟုတ်ဘူးဒါတွေကကျွန်တော်တို့တူးချင်းပြင်ရမယ်စိတ်သက်တွေပါအဲ့တော့ပြင်ပိုက်ရောက်နေတဲ့အချိန်မှာအခုဒီကံလာဆိုပို့ဆိုးရတယ်အဲ့တော့ဒီမိတ်ဆောင်ကောင်တွေကကော့ပီသူကိုမျိုးစုံလက်သေးချင်းပေါ့ချောင်းနေတဲ့အချိန်မှာ ကျွန်တော်ဒီဘက်ရောက်နေနေတယ်တယောက်ကအခက်ခဲကိုတယောက်ကကူညီပေးရမယ်ဝင်းရံပေးရမယ်ဖေးမပေးရမယ်ဒါကသူများပြောနေစရာမလိုကိုအတိတ်တရားနဲ့ကိုတိရမယ်အကိုကစက်ရုံတယုံမှာထိုင်းစကားကျွမ်းကျင်တယ်ဟောငါမြန်မာပြည်သားတွေဘယ်နှယောက်ရှိတယ်လာကိုကဥဆောင်ပေးเนาะအလုတ်တမားတွေအတွက်လည်းဝင်းကပြောတော့အလုတ်ရှင်ပဲလည်းလိုက်စရာမလိုအလုတ်တမားပဲလည်းလိုက်စရာမလိုအမှန်အကန်ကိုအလုတ်တမားတွေအနေနဲ့တူးလို့ကိုတောင်းဝင်းချင်းအောင်ကိုကဖိစီးပေးရမယ်အေးကိုအလုတ်တမားတွေကိုအလုတ်ရှင်တွေဝနတွေကနှိမ်လိုက်ရင်လေကိုကဂျားတဲ့ကနေကာပေးရမယ်ပြောပေးရမယ်ရှင်းပြပေးရမယ် ါမျိုးလူများလားမဲ့လားမရှိသလားရှားပါပဲအဲ့တော့ဒါတွေကကျွန်တော်တို့တွေအားလုံးပြင်ရမယ်စိတ်သက်ပြီးနိုင်ငံဟိုလာပြုတ်ပြင်ပြောင်းလဲခြင်းပြီးတော့ကိုကိုတိုင်ရဲ့စိတ်သက်မပြုတ်ပြင်လို့ကတော့ကျွန်တော်တို့နိုင်ငံဘယ်တော့မှပြုတ်ပြင်ပြောင်းလဲမှုကိုရမှာမဟုတ်ဘူးဒါကြောင့်မို့လို့အခုလိုမိစ္ဆာကောင်တွေကပြပရောက်တွေကိုမျိုးစုံကျိုးခုံပြီးတော့လက်ဖေးညှို့ချောင်းနေတဲ့အချိန်မှာ ကျွန်တော်တို့ဒီဘရောက်တွေကကိုအချင်းချင်းစီးလုံးကြပါညီညွတ်ကြပါလို့အားလုံးမေတ္တာရက်ခံပါတယ်ကျွန်တော်တို့နိုင်ငံခက်မြမြန်ပြီးမှရပါမယ်ဒီဘမှာဘယ်လိုဆက်နေခြင်းနေခြင်းကြမနေခြင်းပါဘူးเนาะသူများနိုင်ငံမှာနေထိုင်ခွင့်ဘယ်လိုပြောမလဲအခုဆိုထိုင်းမှာဆိုထိုင်းမှတ်ပုံတွေရထားတဲ့ဒုတော်မြန်မာပြည်မှာအခုလိုမျိုးတိုးတက်နေသည်ထိုင်းမှာနေမှာမြန်မာပြည်မှာနေမလားမေးကြည့်လိုက်เนาะအမေရိကန်မှာနေတဲ့လူဂျပန်မှာနေတဲ့လူကိုရီးယားမှာနေတဲ့လူမလေးရှားစင်ကာပူ စသဖြင့်နိုင်ငံတကာမှာရောက်နေတဲ့ကျွန်တော်တို့မြန်မာတွေအားလုံးမေးကြည့်လိုက်ပါခင်ဗျားတို့နေချင်ကြလားဘယ်တူးမှမနေချင်ဘူးသူများနိုင်ငံမှာကိုယ်နိုင်ငံပဲကိုနေချင်ကြအဲ့တော့ကိုယ်နိုင်ငံမှာကိုနေလို့ရဖို့အတွက်ကိုကိုတိုင်ကိုအိမ်ကိုတည်ဆောက်လို့ပဲကိုနိုင်ငံကိုလည်းကိုကိုတိုင်တည်ဆောက်မှရမှာအဲ့လိုမတည်ဆောက်လို့ရှိရင်ဒီအာနာယူတွေကအလိုလိုနေပြုတ်ကြွားမှာမဟုတ်ဘူးရှင်းပါနော်အဲ့တော့သူတို့တွေပြုတ်ကြွားဖို့အတွက်လုံနေတဲ့လူတွေကိုကိုတွေဝင်းရနိုင်ဝင်းရပေးရမယ် တီပရောက်နေကြားထဲမှာကိုင်းကပြောသလိုစူးစီးနိုင်စူးစီးပေးရမယ်ဒါဟာလဲနိုင်ငံအတွက်တထောက်တနေရလောက်တာပဲအဲ့တော့အာနာယူတွေကတော့လက်ဖေးညှစ်ပြီးကျွန်တော်တို့ပြည်သူတွေဘလို့တောက်ပြန်ကြမလဲဆိုတာတအူးချင်းစီပေါ်မူတည်ပါတယ်